အခုပဲပွဲတစ်ပွဲရပြန်လာနော်အခုဖြစ်တဲ့အဖြစ်ဖြစ်ပျက်ကိုပြောရင်ခြေတိုက်မှားတယ်ဆိုလဲခြေတိုက်ကိုမှားတယ်ဆိုပြီးတော့ comment မှာရေးသွားလို့ရတယ်တကယ်လို့မဟုတ်ခြေတိုက်တွေးရဥစားမှန်တယ်ဆိုရင်လည်းမှန်တယ်လို့ပြောပြောသွားလို့ရတယ်ပေါ့နော်အဲခြေတိုက်ရှက်လဲရှက်တယ်ဒေါသလည်းတော်တော်ထွက်နေရပြီးတော့ကိုယ်စော်ကားတယ်လို့လည်းခံစားရတယ်အဲ့ဖြစ်ပြပြောပြမယ်နော်ခြေတိုက်ဒီနေ့ပွဲတစ်ခု သွားရပေါ့နော်အဲ့ပွဲတကူကဘယ်လိုလဲဆိုတော့ချစ်တဲ့ရဲ့အတိအမတယောက်လုပ်တဲ့ပွဲပေါ့နော်သူကအဲ့ပွဲမှာလူမရှိမှဆိုလို့ချစ်တဲ့ကိုဖုန်းဆက်ပြီးတော့တောက်လျှောက်ခေါ်တယ်လာခဲ့ပြီပါအဲ့ပွဲကိုလာခဲ့ပြီပါနော်လာခဲ့ပြီပါနော်အဲ့လိုမျိုးခေါ်ပေါ့နော်လာခဲ့ပြီပါဆိုတာအဲ့လိုဒီတိုင်းပဲသွားဖို့ပဲပေါ့နော်တချင်းစုပေးဖို့မဟုတ်ဘူးပေါ့နော်အဲ့ဒါချစ်တဲ့ကိုသူကဖုန်းဆက်ပြီးပြောတဲ့ကြောင့်ချစ်တဲ့ကလုံးဝလာခဲ့မယ်မအားအားအားရအောင်လာခဲ့မယ်ဘာဖြစ်လို့လဲဆိုတော့သူကအဖြစ်ဖို့လိုတာဖြစ်တဲ့အတွက်ကြောင့်မလို့သူကကိုယ့်ကိုအကူအညီတောင်းတာကွာအဲ့တော့တေချာလေးအကူအညီတောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကလည်းသူ့ကို တေချာလေးကုညီပေးမယ်ရအောင်လာခဲ့မယ်တခြားကပြောထားပေါ့နော်ပြီးတော့တခြားပြန်စဉ်းစားပါပေါ့နော်အော်လို့ငါတခြင်းမစိုးอ่ะကြာပေမဲ့ ငါဒီပွဲမှာပေါ့နော်သူ့ကိုငါတင်းစိုးပေးလိုက်မယ်သူလုပ်တဲ့ပွဲမှာပေါ့နော်သူ့ကိုငါတင်းစိုးပေးလိုက်မှာဘာဖြစ်စောတခြားအဆူတော့လည်းလုံးဝမရှိဘူးပြီးတော့အဲ့လိုစိုးပေးလိုက်ရင်လည်းသူ့ပွဲလေးကပို့ပြီးမြိုင်သွားမယ်ဆိုတာဆိုတဲ့စေတနာနဲ့ပေါ့နော်ခြေလိုက်ကိုကို promotion လုပ်ခြင်းလည်းလုံးဝမဟုတ်ဘူးခြေလိုက်ဒီအဆူတော့လောကကိုမလုံတော့တာကြာပါပြီကိုစီးပွားရေးနဲ့ပဲကိုလုံးဝအဆင်ပြေနေတဲ့တောင်မျိုးခြေလိုက်ဒီအမှုပြာလောကကိုလုံးဝမလုံတော့တာကို့အကြောင်းနဲ့ကိုပေါ့နော်မလုံတော့တာကြာပါပြီဒါပေမဲ့ခြေလိုက်သူ့ကိုချစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်သူ့ကိုခြေလိုက်ပြောလိုက်တယ်အဲ့မှာခြေလိုက်တခြင်း ဆိုပေးမယ်ချင်းတပုတ်ဆိုပေးမယ်လို့အဲအကုန်လုံးလည်းပြော်သွားလိမ့်မယ်အဲ့လိုမျိုးဆိုပေးလိုက်တဲ့ခါကျရင်ပေါ့ဒါပေမဲ့အမဆိုအမထည့်ချင်မှထည့် တမီးနေနေဆိုရင်တော့တမီး promotion လုပ်ဖို့အတွက်လုံးဝမဟုတ်ဘူးတမီးတချင်းကိုပါမပါလဲဘာမှဖြစ်ဘူးအမကတမီးတချင်းမဆိုပေးရလဲလာအောင်လာခဲ့ပေးမှာအဲ့တော့အမဘလို့လုပ်ချင်လဲလို့ပြောခဲ့တာသူကဟာထဲ့ချင်တယ်ထဲ့ချင်တယ်ထိုက်ဆိုပေးရဆိုပေးတဲ့ခါကျတော့မော်တော့သူဒီအဂျန်ဒါမှသူတေချာထည့်လိုက်ပဲမော်တော့ဆိုပေးတဲ့ခါကျတော့ပွဲရပိုးရညံ့သွားမယ်လို့ပြောခဲ့တာ okay ဆိုပေးပါဘောကိုနဲ့တည့်ရတဲ့သူပဲဟာပတ်စံတပြားမှမယူစစ်တပ်ဒီအနုပညာအလုပ်ကိုမလုပ်တော့တာကြပဲမဲ့သူ့ကိုချစ်လို့ချစ်တဲ့ စုပေးမယ်ဆိုရင်ချက်တက်သွားခဲ့ပေါ့နော်အဲ့ဒီမှာမသွားခင်မနက်မှာချက်တက်ကဒီနေ့ဒီနေ့မနက်ပေါ့နော်အစာရင်ချက်တက်အရန်အစာရင်အောင်နေရချက်တက်သူ့ကို message ပို့လိုက်တယ်အမားလို့တမီးအစာရင်အရန်အောင်နေရလို့တမီးစေးထိုးပြီးတော့မှလာခဲ့မယ်စာပြုတ်တောက်နေရတယ်ပေါ့နော်တမီးစေးထိုးပြီးတော့မှလာခဲ့မယ်အမားတမီးမရောက်ရအောင်လာမယ်ဆိုပြီးတော့ချက်တက်လေးအမှတ်တကယ်ဆိုဖြားရဖြားလဲဖြားနေရရေချိုးလို့တော့မရအောင်ဒါပေမဲ့ငါတို့ကိုတကယ်ကူညီကျင်တဲ့စိတ်မှန်နေဆိုရင်ပေါ့နော်ငါရေချိုးဝင်လဲဘာမှမဖြစ်ပါစေနဲ့ကြီးကြီးမားမားဘာမှမဖြစ်ပါစေနဲ့ ခေါင်းပါရှော့မှာမဟုတ်ဆိုချက်တဲ့စီမင်းနဲ့စီးကတ်နေရောပွဲသွားခါကျစီမင်းစီးစီးကတ်ကတ်ကြီးနဲ့မသွားကြင်ဘူးလေအော်ငါခေါင်းပါရှော့ပြမှာသွားမယ်ငါရဲ့မှန်ကန်တဲ့တစားစကားတော့ဘောနော်ငါလုံးဝနေမကောင်းမဖြစ်ပဲနဲ့ဘောနော်ကောင်းလုံးဝတမဟုတ်ချင်းကောင်းသွားပြီးတော့သူ့ငါစေတနာအပြည့်နဲ့ဖြောပြီးပေးခွင့်ရပါစေဆိုပဲတစားဆိုလိုက်တာတစားပဲမှန်လို့တော့မသိဘူးတကယ်လုံးလုံးကြီးကိုနေမကောင်းတဲ့ဒီလိုဒီလိုပုံစံအနေပြီးတော့နော်ချက်တိုင်းလုံးဝဖလန်းဖလန်းလုံးဝပွဲသွားတဲ့ပုံစံမျိုးနဲ့ပြင်ဆင်ပြီးတော့သွားနိုင်တဲ့အခြေအနေအထိပါချက်တိုင်းအတင်ပြီးသွားတယ် ตั้วดอบะโลตั้วดอไอ้ยောက်ได้ขาจ้ารอจิไรจิไรปวยได้ยောက်วาเลยบ่เนาะจิไรจิไรสัวมาก็6นาที10นาทีอาจารย์มาปี้ท่าได้แต่แม้จิไรก็อซอยตั้วไล่ได้4นาที45มาตั้วไล่ได้4นาที45มาจิไรยောက်ตั้วไล่ได้บ่เนาะเพราะฉะนั้นปวยอ่ะ6นาทีคว้ซอปี้บีสัวเลย အကြံမှာ6နိုင်10မိနစ်ဆိုတော့အော်ငါ4နိုင်ငါ9နိုင်လောက်မှငါသွားလိုက်မယ်ပေါ့နော်အဲ့တော့သွားလိုက်သွားလိုက်မယ်ဆိုချစ်တဲ့ရောက်သွားရောက်သွားခါကျတော့ချစ်တဲ့ရောက်သွားခါကျချစ်တဲ့အတွက်ခုံတစ်ခုမရှိဘူးချစ်တဲ့နဲ့ချစ်တဲ့အမျိုးသားတစ်ယောက်ပေါ့နော်ဘယ်တော့မှထိုင်ရမလဲဆိုတော့ချစ်တဲ့မသိဘူးသူ့ကိုချစ်တဲ့တွေ့လိုက်တယ်အဲ့အမကိုချစ်တဲ့တွေ့လိုက်တယ်သူကကျတော့အဲ့သူအလုံးရှုံနေတဲ့အချိန်ဖြစ်နေတာဒါပေမဲ့ရတယ်ချစ်တဲ့ကွက်ကိုခုံယူပြီးထိုင်လိုက်တယ်ထိုင်လိုက်ပြီးသွားပြီပေါ့နော်ထိုင်လိုက်ပြီးသွားထိုင် ချစ်တိုက်ကြည့်စောင့်နေစောင့်နေပြီးအဲမအလုံးရှုံးနေရကနေချစ်တိုက်စီရောက်လာလောက်လာပြီးအမအမတကယ်ချစ်တိုက်လိုချင်တာကတော့ဗောနော်သူကိုညီခိုင်းလိုချစ်တိုက်လာတယ်အဲ့တော်တော်မချစ်တိုက်ကိုအာချစ်တိုက်ရောက်ပြီလားခဏထိုင်အောင်နော် respect တခုဗောနော်ခဏထိုင်အောင်နော် ညီနောက်မခဏထိုင်အောင်เนาะအချိန်ရောက်တဲ့ခါကျရင်လာပြောမယ်အဲ့လိုမျိုးစကားလေးစတဲ့ပြောစေစတာပေါ့เนาะဒါပေမဲ့ तू อ่ะအလုပ်များနေတဲ့ကြောင့်မလို့ तू ဒီနေ့ပေါ့เนาะအရန်အလုပ်များနေတဲ့ကြောင့်မလို့ဒီ agenda နဲ့ဟောပါလဲဒီ state စင်ရဲ့အနောက်မှာတဲ့သူတို့ရဲ့ logo backdrop တာမှ तू မထားလိုက်ရဘူးတဲ့ပွဲတာမှပြီးတော့မှတနားရီပဲလိုတော့တာတဲ့အဲ့ဒါလေးပဲလာပြောပြီး तू ထွက်သွားတယ်ရတယ်အဲ့ဒီလေဆက်လိုက်နားလေဘာလို့လဲဆိုတော့ဒါပွဲစီစဉ်သူတယောက်အနေနဲ့ကအရင် stress များပြီးတော့အရင်အလုပ်များမယ်ဆိုတော့ဆက်လိုက်နားလေပေါ့နော်အဲ့တော့ရတယ်ဘာမှမဖြစ်ဘူးသူကို့ကို တေချာမဲ့ခံလဲသူနဲ့ကုံနဲ့ခင်မင်မှုကအဲ့လိုဲ့ခံနေစာမလို့ဘူးပေါ့နော်ဒါပေမဲ့တခုရှိရသူ့ရဲ့မျက်နှာတခုရဲ့နဲ့ချစ်လိုက်လားဆိုပေးတာဆိုတော့နည်းနည်းပပတော့ respect တခုတော့ပေးတင်တာ respect တခုဆိုတာဟာချစ်တဲ့ကိုလေးစားပြီးတော့အဲ့လိုဒီမှာအလေးပြုနေရမယ် respect မဟုတ်ဘူးပေါ့ကွာအဲ့ခံတယ်ဆိုတာတည်ရမလားကိုယ့်အိမ်ကိုကိုလာတဲ့ဧည့်သည်ကိုဧည့်ခံတဲ့ပုံစံမျိုးကတည်ရမလားအဲ့ဒါဘလောက်ပဲခင်တဲ့တငယ်ချင်းပဲဖြစ်ဖြစ်ကွာဖြစ်ရမယ်ပေါ့နော် respect တခုနည်းဖြစ်ရမယ်ပေါ့နော်အဲ့ထားပါတော့ဒါလည်းမရတဲ့ကိစ္စမျိုးထားလိုက်တော့ အဲ့ဒါခြေလိုက်စောင့်နေစောင့်နေစောင့်နေတော့ခြေလိုက်ရေတပူးတော့မတောက်ရပါဘူးခြေလိုက်ရေအရန်စာလို့ဖျားလဲဖျားနေတော့ရေရန်စာလို့အာယောက်ျားရေလေးတောက်ရပေးပါဆိုတော့ယောက်ျားအဲ့ဒီဒီဟိုပွဲထဲမှာပဲရေကြည့်လိုက်တဲ့ခါကျတယောက်မှရေရှိရရေလေးတောင်းတောက်လိုက်တယ်ပေါ့နော်အာပြီးတော့6နာရီ7မိနစ်မှခြေလိုက်ဆိုရမယ်ဆိုတဲ့အချိန်မှာလူတွေကအကုန်လုံးကတဖြည်းဖြည်းနဲ့တစ်ခွဲခွဲပြန်သွားကြပြီ ဘယ်သူမှလည်းတိတ်မရှိတော့ပွဲရဲ့၃ပုံ၂ပုံလောက်ကပြန်သွားကြပြီကွာပြန်သွားကြတဲ့ခါကျတော့ဟာငါဘယ်ချင်းဆိုရမလဲငါ့ကိုလည်းအခုလည်းဘယ်သူမှလည်းစကားလာမပြောသေးဘူးပေါ့နော်ငါ့ကိုဘယ်ချင်းဆိုရမလဲဆိုတာလည်းလာမပြောဘူးဒါပေမဲ့လာပြောစရာတော့မလိုဘူး၆နိုင်၁၀မိနစ်မှာဆိုရမယ်ဆိုတာပြောပြီးသားလာပြောပြီးသားအဲ့တော့၆နိုင်၁၀မိနစ်ရောက်တဲ့အချိန်မှာလည်းခြေတိုက်ကိုဘယ်သူမှဘာမှထက်လာမပြောဘူးပွဲကလုံးဝစတိုက်သူ့ရတဲ့သူပွဲကပွဲအဆင်နာပြည့်နေတာပြည့်တဲ့ခါကျခြေတိုက်ကအော်ငါ့ကိုလည်းဘာမှလာမပြောဘူး အဲ့တော့ငါကောင်းအောင်မယ်တဆောင်နေလိုက်တော့မယ်ပေါ့နော်ငါဒီမှာလဲစောင့်ရတာလဲငါ ጓ န်းနေပြီရှက်လဲရှက်နေပြီအော်ဘယ်သူမှလည်းလာမနှုတ်ဆက်တဲ့အချိန်မှာငါတယောက်တည်းဟိုငါနဲ့ငါ့ရဲ့ကြားနဲ့ပဲဟိုထိုင်ပြီးတော့စောင့်နေရတာငါလဲရှက်နေပြီပေါ့နော်အဲ့ဒါကြောင့်ငါကောင်းအောင်မတဆောင်နေမယ်ဆိုချစ်လိုက်6နိုင်20အထိချစ်လိုက်စောင့်တယ်ချစ်လိုက်ဖုန်းတစ်ချက်မဆက်ဘူး6နိုင်20အထိဖုန်းတစ်ချက်ဆက်ပြီးတော့မခေါ်ဘူးပြီးတော့အခုချစ်လိုက်အိမ်ပြန်ရောက်သွားပြီအိမ်ပြန်ရောက်သွားပြီးတော့ချစ်လိုက်အမျိုးသားကခေါ်လို့အဲ့ မိုးလာစားဆိုခေါ်တော့ချစ်လိုက်ကသွားလိုက်ပေါ့သွားစားတဲ့မိုးလာစားတဲ့နေရာမှာတက်တဲ့စံတန်းသူနဲ့ထတ်တွေ့ရယ်ချစ်လိုက်ကိုတစ်ချက်မေးမေးပေါ်မရအောင်ဘာဖြစ်လို့ပြန်သွားရလဲဆိုတာလည်းမမေးဘူးချစ်လိုက်ရဲ့ဘေးနားမှာရှိရဲ့သူ့ရဲ့အမျိုးသားကိုပဲသူကစကားပြောသွားပြီးချစ်လိုက်ကိုရောချစ်လိုက်ယောက်ျားကိုရောစကားမပြောဘဲလှည့်ထွက်သွားတယ်ချစ်လိုက်ပြန်သွားတာကိုဖြစ်နေဖြစ်ကောင်းဖြစ်နိုင်တာကြာချစ်လိုက်ပြန်သွားတာသူစိတ်ဆိုးသွားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ချစ်လိုက်အားကြောင့်ချစ်လိုက်မေးနေချစ်လိုက်မားလား ချက်ပြောင်းသွားတာမှားလားဒါပေမဲ့ချက်လိုက်ကောင်းအောင်မဆောင်နေရပေါ့နော်ဒါပေမဲ့ तू စိတ်ဆိုးတာပဲမှန်နေရလားဘယ်ဟာဘယ်ဟာမှားလဲဆိုတာချက်လိုက်လုံးဝဝေခွဲမရဖြစ်နေပေါ့နော်ဒါပေမဲ့အခုကိုယ့်ရဲ့စိတ်အနေနဲ့ကိုပြောရမယ်ဆိုရင်တော့ဘသူ့ကိုပဲဖြစ်ဖြစ်ကွာဖိတ်ထားပြီးပြီဆိုရင် respect တစ်ခုထားရမယ်မဟုတ်ဘူးလားချက်လိုက်ဒီအဲအာပြောရမယ်ဆိုရင်အဲဟိုနာမည်ကြီးရဲ့ဆိုတော့မဟုတ်ဘူးနာမည်ကြီးရဲ့ဆိုတော့ဟုတ်ဟုတ်မဟုတ်ဟုတ် ကိုဖိတ်ထားလို့လာတဲ့သူတယောက်ကို respect တခုအနေနဲ့အဲ့ခံမှာမဟုတ်ဘူးလားအဲ့ခံနေဆိုတာစားကောင်းတောက်ခွေနဲ့အဲ့ခံတာမဟုတ်ဘူးเนาะခဏနေဦးတော့ဘာဖြစ်လဲညာဖြစ်တယ်အဲ့လိုမျိုးနေပြောပြီးတော့ကွာနေပေးတာချစ်တဲ့တယောက်တည်းကိုပဲအဲ့ခံချစ်တဲ့တယောက်တည်းပဲဧည့်သည်အနေနဲ့လာတာကျန်တဲ့သူတွေအကုန်လုံးကတောင်းရတဲ့သူအဆင်ပြေနေပြီးသားအဲ့အဲ့လိုမျိုးနေပြောတင်တယ်မဟုတ်လား okay မပြောနဲ့ထားလိုက်အောင်เนาะချစ်တဲ့ပြန်သွားပြီကွာပြန်သွားပြီเนาะထပြန်သွားရောကွာထပြန်သွားပြီဆိုကြတဲ့ချစ်တဲ့တခုခုဖြစ်နေပြီလေတခုခုဖြစ်နေပြီဆိုတော့ sense ကို तू သိနေပြီဆိုကြတဲ့ချစ်တဲ့ကိုဖုန်းဆက်ပြီးတော့ဟဲ့ဘာဖြစ်တာလဲ ဘာလို့ပြန်သွားရလဲဆိုတာလည်းမမေးသင့်ဘူးလားမေးတယ်ဆိုတော့ချစ်တက်ကကွာအဲကားပေါ်နေဆင်းလာပြီးမှဟဲဟဲရပါတယ်ဒီလိုမျိုးကဖြစ်တတ်ပါတယ်ဆိုပြောပြီးချစ်တက်ထတ်ဆိုမှဒါပေမဲ့ယောက်ျားကအရန်စိတ်ဆိုးနေပြီယောက်ျားအရန်စိတ်ဆိုးနေဘာလို့ဆိုတော့ဒီလိုမျိုးလုံးဝမဖြစ်သင့်ဘူးပြန်မယ်မိမပြန်မယ်မင်းကမင်းနော်မာနာထားရမယ်မင်းအမှုပညာမလောက်တော့ပဲမင်းကိုကိုကိုမာနာထားရမယ်အဲ့ကြောင့်မပြန်မယ်ကျမလက်ကိုဆွဲပြီးတော့ကားပေါ်ရောက်နေပြီဒါပေမဲ့ကျမကမဟုတ်မပြန်ဘူးငါအမှုပညာငါတချင်းစိုးမှပို့လာတဲ့အတွက်ကြောင့်ငါတချင်းစိုးမှပြန်မယ် ဒါပေမဲ့ဘယ်သူမှစိတ်ထဲမှာမခေါ်မခေါ်ဘူးလေဘယ်သူမှစိတ်ထဲကိုဖုန်းဆက်ပြီးမခေါ်ဘူးလာလာလာတော့နော်အာတနာနာရောက်နေပြီဒါဆိုရအောင်မယ်ဆိုဘယ်သူမှစိတ်ထဲကို respect တာရေမခေါ်ဘူးလေဘယ်သူဘယ်သူမှလဲအဲ့ဒါမြို့ပြည်တာလောကမှာနာမည်ကြီးတဲ့သူကိုမှ respect ထားရမှာလားနာမည်ကြီးကြီးမကြီးကြီးနော်ကိုယ့်ကိုချစ်လို့ခင်လို့လာဆိုပေးတဲ့အမှုပညာရှင်တွေလဲအလကားအချိန်တွေပို့နေလို့လာဆိုတာမဟုတ်ဘူးဟုတ်တယ်မလားအဲ့တော့အဲ့တော့ အခုဖြစ်ချောင်းကုံဆိုရင်အကုန်လုံးတော့ခြေလိုက်ပြောပြီးသွားပြီအဲ့တော့ဘသူမားကလည်းဘသူမှန်တာလည်းအဲ့ခြေလိုက်ကိုပြောပြပြီးပါခြေလိုက်အခုချိန်မှာစိတ်လဲဆိုးတယ်စော်ကားခံရတယ်လို့ထင်ပြီးတော့လည်းရှက်လဲရှက်တယ်အလို့ပညာအလို့ကိုခြေလိုက်မလုတော့တဲ့တချို့အကြောင်းရင်းတွေထဲမှာလည်းအဲ့ဒါအကြောင်းလည်းပါတယ်ဒါပေမဲ့လည်းမဆိုင်ပါဘူးကိုကအမှုပညာကိုရင်းနေအသေးလေးကခြေတဲ့အတွက်ကြောင့်မလို့တစ်ချိန်ချိန်မှာတော့ခြေလိုက်ပြန်ဆိုးမယ်ဒါပေမဲ့ဒီလိုလူမျိုးတွေနဲ့တော့ခြေလိုက်လုံးဝမပတ်သက်တော့ဘူးအခြေလိုက်ကိုမှားလားမှန်လားရေးသွားပေးပါရှင်မရေးသွားပေးပဲနဲ့ comment လေး မေးတာပဲပဲနဲ့အသေးလေးပဲပြီးလဲရပါတယ်ဒါပေမဲ့ခြေလိုက်အခုချိန်မှာအရန် confuse ဖြစ်နေပြီးတော့အရန်အဲဒေါသတွေလည်းထွက်နေတယ် energy negative energy တွေလည်းဖြစ်နေရပေါ့နော်အဲ့ဒါကြည့်တာ positive energy လေးဖြစ်စေမဲ့စကားလေးလည်းပြောရွာပြီးလို့ရပါတယ်ရှင်အောက်ကိုပါတယ်နော်